တမီဖြစ်သူကိုချစ်တဲ့စိတ်နဲ့ဒေါသထွက်ပြီးတော့လက်သီးနဲ့ထိုးလိုက်မိတဲ့အပေါ်လိုင်းပေါ်ကနေဖွင့်ချပြောဆိုလာခဲ့တဲ့ဝန်ထမ်းဟောင်းကိုတရားဥပဒေအရအေးအေးယူသွားမယ်ဆိုတဲ့တရားစာပို့ချပြုခင်ရဲ့ခင်မုံဖြစ်သူအကိုထုံး မင်္ဂလာပါပရိသတ်ကြီးရှင်မနေ့ကစက်တင်ဘာလ26ရက်နေ့ကဂျင်နာပီကေထွန်းဆိုင်ရွှေရဲလာဆိုင်မှာအလုံးလုံးခဲ့ပြီးတော့စိုက်ပိုင်ရှင်ဖြစ်သူအကိုထွန်းနဲ့ပြဿနာတက်ခါဆိုင်ကနေအလုံးထုတ်ခံလိုက်ရသူဝန်နှန်းဟောင်းကအဆိုပါအလုံးထုတ်ခံရတဲ့ဖြစ်စဉ်မှာသူကမတရားခံခဲ့ရတာဖြစ်ကြောင်းလူမှုကွန်ရက်ဆာမျက်နှာကနေတဆင့်ပြောဆိုလာခဲ့တာဖြစ်ပါတယ်ဒီကိစ္စနဲ့ပတ်သက်ပြီးအခုချွန်းက26ရက်9လ2025မနေ့9နာရီခွဲဝင်းကျင်းမှာ လူမှုရေးပြဿနာများကြောင့်ရန်နာပီကေထွန်းစိန်ရွှေရဲနာဆိုင်ကနေအလုထုတ်လိုက်တဲ့အမျိုးသားဝင်တဲ့တူဟောင်းသူရဲ့ဆိုရှယ်မီဒီယာအကောင့်ဖြစ်တဲ့ TikTok မှာရန်နာပီကေထွန်းဆိုင်နဲ့မိသားစုတွေရဲ့ဂုဏ်သိက္ခာကိုကြဆင်းစေဖို့အတွက်ပြောဆိုရေးသားမှုများတင်ထားတာကိုတွေ့ရှိရတာကြောင့်တက်တီများနဲ့တကွတရားဥပဒေအတိုင်းအရေးယူရန်အမှုပွင့်တိုင်ကြားထားပါပြီ။ ရှိရှောင်ရဲနာပီကီကျောမီတာစုနဲ့ပတ်သက်ပြီးကိုတိတ်ခါကြဆင်းစီရန်ရေးသားပြောဆိုစောကားသူများအလုံးကိုနေတရားဥပဒေအရတိုင်ကြားရေးယူမည်ဖြစ်ကြောင်းအတီပီအက်ပါတီဟုဆိုကောင်သူရဲ့လူမှုကွန်ရက်စာမျက်နှာကနေရေးသားဖော်ပြလာခဲ့တာဖြစ်ပါသည်ဘုရားမြူခင်ကတော့သူမတို့ဆိုင်ရဲ့ဂုံတိခါကိုကြဆင်းအောင်ပြောကြခဲ့တာကြောင့်သူမတို့အနေနဲ့တီးခတ်နေမှာမဟုတ်ပေဥပဒေအတိုင်းဆက်သွားမှာဖြစ်ပြီးကိုမန်နေထင်ရင်အချိန်မရွေးတရားပြန်ဆွဲပါဆိုပြီးတော့ထပ်ဆင့်ပြောကြားလာခဲ့တာလည်းဖြစ်ပါသေးတယ် အခုလက်ရှိဖြစ်ပေါ်နေတဲ့အခြေအနေတွေအရပူဇော်ပြုခင်တို့ဟာအစာစရရတာလုံနေတဲ့အနေအထားမှာရှိနေခဲ့ပြီးဝန်ထမ်းကောင်လေးကတော့တရားဥပဒေအရဆက်လက်ရင်ဆိုင်ရအောင်မှာပဲဖြစ်ပါတယ်။အဆိုပါဝန်ထမ်းရဲ့ပြောကြားချက်တွေအရ TikTok ဗီဒီယိုရိုက်ကူးရမှာကိုထွန်းရဲ့တမိဖြစ်သူဖူဖေးကအရှိကနေဝင်ရှုပ်ရကနေနားလည်မှုလွဲမှားခဲ့ကြတာဖြစ်ပြီးအကိုထွန်းကလည်းတမိဖြစ်သူအပေါ်မှာဝန်ထမ်းကပြောဆိုခဲ့တာကြောင့်မကြည်မနဲ့ဖြစ်ခါအဆိုပါဝန်ထမ်းကိုလက်တီးနဲ့ထိုးခဲ့တာဖြစ်ပါတယ်။ ဒါအပြင်မင်းတို့ဂျမီသားစုလုံးကိုထောင်ချပစ်လို့ရတယ်ဆိုရင်ချိန်ချောက်တဲ့စကားလုံးတွေပါပြောကြခဲ့တာကြောင့်စူပါဝန်ထမ်းကလုံးဝမကြည်နဲ့ဘူးဆိုပြီးတော့သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေချပြလာခဲ့တာဖြစ်ပါတယ် ဒါပေမဲ့ဝင်းနေအမျိုးသားကောင်လေးရဲ့ပြောပြချက်အရသူရဲ့တမီးငယ်ဖြစ်သူဖွေဖွေကိုအပြစ်တင်ပြောကြားခဲ့မှုအတွက်မကြေနပ်တာကြောင့်ထိုးကျိခဲ့တာဖြစ်ပြီးသူ့အနေနဲ့ဘာမှမမလုပ်ထားပေစိုင်းထဲမှာအထူးခံခဲ့ရတယ်လို့အခုလိုတရားစွဲဆိုခံရပြီးတော့လက်တလောအနေနဲ့အဆောင်မတော်နေရတဲ့တတိမရှိတော့ဘူးလို့ပြောကြားလာခဲ့တာလည်းဖြစ်ပါသေးတယ်။ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီးပြည်သက်တွေကတော့ ဗိုလ်ချုပ်ယူကင်တို့လီမယားကိုဝန်ထမ်းကောင်လေးအပေါ်မှာညှိညိနိုင်နိုင်နဲ့ညံ့ညတတာပြုလုပ်ဖို့ပြောဆိုနေကြတယ်လို့မတရားမလုပ်ကြဘူးရဲ့အတွက်လည်းတိုက်တွန်းပြောကြားနေခဲ့ကြတာဖြစ်ပါသည်